ပြပရုပ်ရှင်တွေကိုအခွန်စည်းချက်ဖို့ထရန့်ကကြညာလို့ဟောလိဝုဒ်တုံလို့သွားပြီးအိပ်ပင်မဲ့ကြောင်းဝေဖန်နေပါလေ။နိုင်ငံခြားသွားပြီးရိုက်ကူးထုတ်လုပ်ကြတဲ့ရုပ်ရှင်ကုမ္ပဏီတွေပေါ်တရားရဂိုင်တော့ခွန်စည်းချက်ဖို့သမနာထရန့်ကြညာလိုက်တာကို မေ9ရက်နေ့ကဟောလိဝုဒ်ရုပ်ရှင်လောကသားတွေကပြင်းထန်တုံ့ပြန်ခဲ့ပြီးရုပ်ရှင်လုပ်ငန်းရဲ့သဘောတဘာဝနားမလည်တဲ့သမနာတအုပ်အနေနဲ့အလင်းစလို့ချမှတ်လိုက်တဲ့မူဝါဒသာဖြစ်တယ်လို့ပြောပါလေ။ ဖြောပြေးလုပ်ငန်းဆိုင်ရာရှင်းတဲ့ဂျနတန်ဟာဒယ်ကထရန်စစ်ကူဟာဒိဗ္ဗံမဲ့တယ်လို့တက်တက်ခေါခေါဝေဖန်လာပါတယ်။ James Bond စကားတွေမှာ Mission Impossible franchise စကားဒီ American ရုပ်ရှင်ထုတ်လွှင့်ကုမ္ပဏီများပြားဟာတိတာထင်ရှားတဲ့နုပညာဖန်တီးမှုအကြောင်းပြချက်တွေနဲ့နိုင်ငံရဲ့ခြားကိုတွားရောက်ရိုက်ကူးကြတယ်လို့ဆိုပါတယ်။တကယ်လို့ Tom Cruise က Eiffel Tower ကိုတက်ရိုက်မဲ့အခန်းရိုက်မယ်ဆိုပါဆိုဗျာ။ Las Vegas မှာရှိတဲ့ပုံစံတူ Eiffel Tower ပေါ်တက်ပြရင်ဘယ်လိုလုပ်ကောင်းတော့မလဲ။ဒါဟာအတူရောက်သွားအားလုံးသိတယ်လို့ဆိုပါတယ်။ ကျွန်တော်ဆိုလိုတာကဒီကိစ္စကမစီမဆိုင်ကိစ္စပါလို့သူကဆိုပါတယ်အဲ့ဒီလိုရုပ်ရှင်လုပ်ငန်းခွန်စည်းချက်ဖို့ကိစ္စကိုမေလီရဲ့နေကတည်းကထရန့်ကသူ့ရဲ့ကိုပိုင်လူမှုကွန်ရက်ပလက်ဖောင်း Trust Social ပေါ်မှာရေးသားနေတာဖြစ်ပါတယ် နိုင်ငံခြားအတိုင်းပြည်တွေစီသွားပြီးတော့ရိုက်ကူးထုတ်လုပ်တဲ့ကျွန်တော်တို့ပြည်တွင်ရုပ်ရှင်လုပ်ငန်းအလုံးအပေါ်ခွန်တရားရဂိုင်းနှုန်းစီးချက်ခွန်ကောက်ခံမှုစတင်မှုကုသရေးဝန်ရေးဝန်ကြီးဌာနနဲ့အမေရိကန်ကုန်သွယ်ရေးကိုယ်စားလှယ်တွေကိုကျွန်တော်ခွင့်ပြုချက်ပေးတယ်လို့သူ့ post မှာထပ်ကရေးပါတယ်။ကျွန်တော်တို့အမေရိကမှာပဲရိုက်ကူးထုတ်လုပ်တဲ့ရုပ်ရှင်တွေကိုထပ်လိုချင်တယ်လို့ထပ်ကဆိုပါတယ်။ဖြော်ပြကမ္ပဏီတွေဟာသူတို့ရဲ့ store share စင်းတို့တွေကြာစင်းလာတာရင်ဆိုင်နေရချင်းခုလိုထပ်ရဲ့ညင်ညာချက်က American ရုပ်ရှင်လုပ်ငန်းကိုမတိကျမြေရာဖြစ်စေပြီ ခုပြောင်းလဲဟာရုပ်တန်စလန်တွဲတွေနဲ့လဲသက်ဆိုင်နေဆိုလို့မူဝါဒကိုလက်တွေ့ကျင့်သုံးနိုင်ပါမလားလို့တန်တော်နဲ့မေးခွန်းထုတ်နေပါတယ်။ရုပ်ရှင်ဇာတ်ကားတွေထဲမှာညာနာပစ္စည်းမူပိုင်ခွင့်တွေပါဝင်ကြောင်းမှတ်ချက်ချပါတယ်။ရုပ်ရှင်လက်မှတ်ဝင်နိုင်ပေမဲ့အဝတ်အစားမော်တော်ကားဝယ်တဲ့နေတိုင်းရုပ်ရှင်ဇာတ်ကားတကားကိုဝယ်လို့မရဘူးပြလို့ဆိုပါတယ်။ဘယ်ရံမြေမှာရိုက်ကူးထားတဲ့ရုပ်ရှင်တွေကိုခွန်စည်းကြဖို့စနစ်တစ်ခုတည်ထွင်နိုင်ရင်တော့ ဒီစည်းကြက်မှုတွေဟာအမေရိကန်ဖျော်ဖြေးလုပ်ငန်းတွေအတွက်ကောင်းကျိုးထက်ဆိုးကျိုးပဲဖြစ်နိုင်တယ်လို့ရှင်းနေဟာတဲ့ကဆိုပါလေဒါကထောက်လုပ်မှုကိုရှော့ချဖို့ရုပ်ရှင်ကုန်ကျစရိတ်တွေတိုးလာဖို့ရုပ်ရှင်တွေနဲ့ streamer တွေအတွက်ပြသနိုင်တဲ့အရေးအတွက်ကိုရှော့ချဖို့လုပ်ငန်းရဲ့ဖြန့်ဖြူးရေးဘက်ကိုပြည့်စည်စေမယ့်ရလဒ်ပဲလို့ရှင်းနေတွေကထောက်ပြသွားပါလေ။